ုံမြင်လေးတစ်ခုရှိတယ်မိထမောင်းတဲ့မိထမောင်းသမားတယောက် engine driver မိထ driver တယောက်ဘယ်တော့ဖြစ်ဖြစ်သူကအကောင်းဘက်ကကြီးပဲပြောတယ်အဆိုးဘက်ကဘယ်တော့မှမကြည့်ဘူးအကောင်းဘက်ကကြီးပဲပြောလို့ရှိတယ်တနေ့ကျတော့ဘာဖြစ်တုံဆိုမတော်တဆသူ accident ဖြစ်တယ်ဆေးရုံတင်လိုက်ရဆေးရုံတင်လိုက်ရတော့ ခြေထောက်တစ်ဖက်ဟာမရထားကျိတ်မိတော့အမတန်အခြေအနေဆိုတော့ခြေထောက်တစ်ဖက်ဖြတ်ရမယ်ဂိမ်းရောက်သွားအဲ့ဒီမှာသူ့မိတ်ဆွေတွေကသတင်းသွားမေးတယ်မေးရင်သူ့ကိုပြောတာမင်းဘယ်တော့မဆိုအကောင်းဘက်ကကြီးပဲပြောတယ်အကောင်းကြီးပဲမြင်တယ်မင်းဒီတစ်ခါမင်းကိုမင်းဖြစ်တဲ့အခါအကောင်းမြင်နိုင်အောင်မလားပေါ့အကောင်းမြင်နိုင်အောင်မလားမင်းမင်းကိုယ်တိုင်ခြေထောက်တစ်ဖက်ဖြတ်ရတော့မင်းဘယ်လိုလုပ်အကောင်းမြင်မှာလို့ဆိုတော့ အဲ့ဒီလူကပြုံးပြီးတော့ဗာပြောတော့ဆိုလို့ရှင်တငယ်ချင်းတို့တဲ့ငါဒီကနေ့ကစပြီးတော့ခြိတော့ခြိဒီဖနှက်ဟာတစ်ဖက်ဖိုးတက်တာသွားပြီငါဖနှက်ဟာတိတ်နှစ်ရံနှစ်ခုမဝယ်ရတော့ဘူးတစ်ခုပဲဝယ်ရတော့အကောင်းဘက်ကနေကြည့်ပြောတယ်နော်ဖနှက်တရံတရံထဲမှာတစ်ဖက်စာပဲငါဝယ်ရတော့မယ်ဆိုတစ်ဖက်ဖိုးငါတက်တာသွားပြီလို့ပြောတယ် ခြိတော့ဖြတ်ရလို့ဖြစ်ရနေခြင်းဆိုတဲ့အတွေးကိုမတွေးဘူးအေးဖနှက်တစ်ဖက်ဖိုးတတ်တာသွားပြီအကောင်းဘက်ကမြင်တာအတချို့နေရာမှာ white set attention ဆိုတာအဲ့ဒါမျိုးကိုပြောတာတစုံတစ်ခုဖြစ်လာလို့ရှိရင်စိတ်ဆင်းရဲနေမဲ့အစားအကောင်းဘက်ကလှည့်တွေးပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာလှုပ်အောင်ဒါပြောတာเนาะလှုပ်တဲ့လှုပ်ထိုက်တာ စိတ်ပူပန်တာနဲ့လုံတဲ့လုံထိုက်တာဆိုတာနဲ့တခြားစီတချို့ကမကောင်းတာဖြစ်ပြီဆိုလို့ရှိရင်စိတ်ထဲကပူပန်ပြီးတော့ဘာလို့မှမသိညာလို့မှမသိစိတ်တွေဆင်းရဲပြီးတော့အဲ့ဒါလိုနေတယ်အဲ့ဒါလိုမဟုတ်ဒါအဖြေမဟုတ်ဘူးအဖြေမဟုတ်စိတ်ပူပန်နေမဲ့အစားပူပန်မှုကိုရှင်းချပြီးတော့ ဘာလို့သင့်တယ်ဆိုတာကိုစဉ်းစားဖို့ပဲလိုအပ်တယ်ဟောတာစိတ်ရဲ့စွမ်းရည်တွေကိုဒီလိုလေ့ကျင့်ပြရမယ်လို့ပြော